ော့လေမပြန်ရင်လည်းရှင်းဘူးပါနေတာတွေ့ရပါတယ်တကယ်ချင်းရှင်လွင်းခံစားချက်တွေကိုကျွန်တော်တို့ကပို့ရွတ်မြင်ရတာပေါ့နော်ဘယ်မူးပါလားရင်ကားနေလုံးဝမတူတကယ်မူးဝယ်ပြီးတော့သူ့ရဲ့နော်ငါငယ်ရင်နော်ငယ်ချင်းကရေချစ်တယ်အာချစ်တတ်တယ်ချစ်တတ်အောင်ဖန်ဆင်းထားတာနှလုံးသားတစ်ခုနှလုံးသားတစ်ခုခဏဖန်ဆင်းလိုက်တာအမေအဲ့ကောင်ကပို့ပြီးတော့ဖန်ဆင်းပြတယ်

ကျွန်တော်အဲ့လိုရှေ့ဒါလော်ကြီးချစ်ပြီးဟုတ်ဟုတ်လေချာချာချာဒီစကားတော့အကုန်လုံးဒါကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်ပါဝင်နေတဲ့ဥဆောင်တွေအားလုံးကိုချိန်ရတယ်အဲကျွန်တော်ကတော့ဒါမဖြစ်မနေဒီနေ့ကပွဲတက်ပေးရမယ်ဆိုတော့ဒါဒီစပင်းနဲ့ပြင်ရောက်လာတာပေါ့မှန်တယ်ကတော့ဒါပေးတဲ့နေနဲ့အမြင်စိမ့်မယ်လေအဲဆိုတော့ဒီစပင်းနဲ့အမြင်နဲ့နေဖို့တော်တော်အဆီစဉ်လုံးဝမရှိပါဘူးအများကြီးပဲသူနဲ့ကျွန်တော်နဲ့ကတကယ်ပြောပြတယ်အများကြီးပြောပြအများကြီးပြောပြပါဒါအများကြီးပြောပြတဲ့လောက်ပဲပြောပြတော့မယ်ဒါကျွန်တော်တို့ကအများကြီးဟိုးအဆင်မပြေနေနေတဲ့အခုချိန်ကြီး အာအတူတူရှိခဲ့ကြတာဆိုတော့မတွေ့ပြဘူးဒါပေမဲ့တွေ့တဲ့ချိန်တိုင်းလည်းအများနဲ့တော့ယဉ်ကျေးနေတယ်အကြံပေးဖြစ်တယ်အကောင်းဆုံးအကြံပေးဖြစ်တယ်ဒါလေးပြောဖြစ်တယ်ဟာတာလေးပြောဖြစ်တယ်ပေါက်ကြိုက်ရိုက်ပြောဖြစ်တယ်အဓိကတော့ပေါက်ကြိုက်ရပြောတာများပါတယ်ဟုတ်ကဲ့ပါဘုရားကတွေ့ရလို့ကြောက်ကြောက်ရှောက်ဆပြီးတော့ပေါက်ကြိုက်ရိုက်ပြောတာများပါတယ်ဒီနှစ်ပါဘာလို့ရခုံတယ်လေးရှိအောင်လဲအကယ်ဒမီလားအကယ်ဒမီဆိုတာကတော့ဒါကဘယ်လိုပြောပြရမလဲသူကသူအချိန်တန်လို့ရှိရင်လဲရရင်လဲရမယ်မရရင်လဲမရဘူးပေါ့ဗျာเนาะအကယ်ဒမီဆိုတဲ့အရာကလဲကျွန်တော်ဟိုကျွန်တော်တို့ဟိုရှေ့ရှေ့อ่ะ ကျွန်တော်တို့ရှိမှအများကြီးဖြတ်တန်းပြီးအစီအညာရတော့မှရတဲ့သူလည်းရှိရဲအမတန်ကောင်းတာနဲ့မရတဲ့သူလည်းရှိရဲဆိုတာကြောင့် Academy ကိုကျွန်တော်တို့အနေနဲ့ Academy ကိုရင်ခုန်မယ်ဆိုလို့ရှိရင်အရန်အရန်ကိုကျွန်တော်တို့တက်တော့ရင်ခုန်မှုတော့မှမဖြစ်နိုင်သေးပါဘူးခင်ဗျာအဲ့လိုပဲပြောချင်ပါတယ်အမှုပညာလောကကိုကျွန်တော်တို့ရောက်တာစေစုနဲ့တစုရှိပဲဆိုပေမဲ့လည်းရုပ်ရှင်ရိုက်တဲ့တက်တန်ဘလောက်မှမရှိသေးဘူးဆိုတဲ့အခါကျတော့မှန်းလည်းမမှန်းတော့ပါဘူးစကားလုံးလုံးစေရိုက်နေတယ် Academy တွေရိုက်လာလို့မျိုးလို့ရှိရင်အဲ့လိုအဆင်အောင်မှမရောက်သေးဘူးကျွန်တော်တို့ character တစ်ခုကိုလုတ်ချင်တဲ့ဟာရောဘာမှမစုံသေးဘူးဆိုတာကြတော့ အဲ့ဒါလေးစောင်းလုတ်လိုက်ပါအောင်ပဲအကယ်ဒမီကတော့ဒါလူပညာလောကလောကအလုံးရှိသမျှလူကောင်းတော့အကယ်ဒမီဆွဲဆူရနိုင်မယ်ဆိုလို့ရှိရင်တော့လူချင်းကြတဲ့လူတွေပဲဒါပေမဲ့ကိုရလိုက်တဲ့အရာတခုကို ငါဒါမျိုးအရင်ကြိုးစားလိုက်ရအဲ့နှစ်မှာတက်ထက်တက်ကွာဆိုကြာသွားတော့အဲ့ဒါပို့ပြီးတော့ပြွှင်ရမယ်လို့တော့ယူကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့နော်တကယ်ချင်းကအကယ်ဒမီဆင်းရဲမှာဖက်ရှင်ပြုရခဲ့တာလေဟုတ်ကဲ့အဲ့ဒါလေးလည်းပတ်သက်ပြီးတော့ပြောပြောပြောဆောင်ရှင်အော်အဲ့လိုမျိုးကကြတော့လေဒီလိုမျိုးစုနေပြီးနေရခြင်းအကြောင်းရင်းတခုကလည်းကျွန်တော်တို့ဒါတနိုင်ငံလုံးကြည့်ရှုတဲ့အတိုင်းအတာမှာကျွန်တော်တို့မြမရွရဝစ်စုံတွေမှာအဲ့ဒီမှာမှာကချင်ကြခင်ရှင်မွန်ပမာရခိုင်ရှမ်းတိုင်းသားတွေဝစ်စုံတာဟို အများကြီးမမြင်ဘူးသေးတဲ့ဟိုပရိသတ်တွေလည်းမြင်ရဆိုကြတော့အဲ့ဒီမှာသူဝတ်ထားဝတ်စုံဆိုလို့ရှိရင်ဒါအမတန်မှ software မျိုးတွေဝတ်တဲ့ဝတ်စုံမျိုးဒါအပြင်မှာတွေ့ရခဲသွားပြီတွေ့ရခဲတဲ့အချိန်မှာအပြင်မှာဝတ်တဲ့ခါမှာသူနဲ့လည်း live ဖြစ်တယ်ဆိုတဲ့ခါကျတော့ဒီအမျိုးဝတ်စုံတွေရိုက်တာအရတဲ့ခါကျတော့ဝမ်းသာတယ်ဘာဖြစ်ဖြစ်ဒီလိုစုမျိုးပေးမှလည်းဒီလိုကွဲမျိုးကတည်တည်ချာချာလေးပြင်ဆင်ပြီးဝတ်လာမှာဟုတ်ဆိုတဲ့ခါကျတော့ဒါဒါအများကြီးအချိန်ပေးရတယ်ဝတ်စုံလို့ဆိုတော့ကျွန်တော်တို့ကြောက်တက်ပုံနေပဲလာတဲ့ခါကျတော့အချိန်ပေးဝတ်စုံတစ်ခုဒါရတဲ့သူ့အတွက်တော့ စိတ်နေပြီးချုပ်ပြီးရဒီဇိုင်နာအတွက်လည်းပို့ပြီးတော့ပျော်မိတာဟုတ်ဒီနေ့ကော fashion တွေကျွေးဖို့ဆိုနေရှိတယ်ရှိတော့ဗျာတော်ပြီပါဖိုင်ဖြစ်လေးလုံးလုံးတဲ့စီးတူးစရာမှာအရင်ကဟိုထားတဲ့ပြည့်စုံတဲ့ပတ်သက်တာပြည့်စုံနေတယ်ဘယ်လိုမျိုးလေးနေနေရှင်ဘူးပါနေတာတွေ့ရပါတယ်တကယ်ချင်းရေလွင်းခံစားချက်တွေကိုကျွန်တော်တို့ကပို့ပြီးတော့မြင်ရတာပေါ့နော်ပို့ရမူးပါလားရင်ကားနေလုံးမတူတကယ်မူးဝယ်ပြီးတော့သူက เนาะငါတကယ်ရေနော်ငယ်ချင်းကရင်ချစ်တက်ဟာချစ်တက်တယ်ချစ်တက်အောင်ဖန်ဆင်းထားတာနှလုံးသားတစ်ခုနှလုံးသားတစ်ခုခဏဖန်ဆင်းလိုက်တာအမေအဲ့ကောင်ကပို့ပြီးတော့ဖန်ဆင်းပြစ်တယ်ဖန်ဆင်းပြစ်တယ်အားဆိုင်တာအားဆိုင်တာအမေတက်ဖြစ်နေတာအမ်ကြီးပြတာပေါ့ကိုငယ်ချင်းကတော့ကိုအားပေးပါတယ်တကယ်ဆရာတို့လေပြန်ရင်လေကပြန်တူရရှိခြင်းနည်း တရုတ်ဆောင်တာနဲ့အပြင်မှာဖြစ်နေတာနဲ့သူ့ရဲ့ဇာယုသူ့ရဲ့ character နဲ့ကလုံးဝဒီကားမဟုတ်ဘူးအာအရင်ကားရိုက်ထပ်ပို့ပြီးထပ်တူကြရတယ်လို့ကျွန်တော်ကတော့ထင်တာဖြစ်တယ် thank you ညလုံးလေးစာချင်းသွားတာညလုံးလေးစာတော့အဲ့လို item ပါသွားတာတော်တော်ပရိတ်တက်ကအဲ့ဘယ်ယူနာမျက်လုံးလေးအဲ့လိုပရိတ်တက်ကတိထားမိသွားတာဟမ်ဒါက frequency ရဲ့ဒီထဲကနေအိုင်ပေါ်မှာထဲဟိုဘက်ဟိုဘက်ကိုရွှေရွှေရွှေလိုတဲ့ဘူးလို့ရောက်ရောက်ရောက်လာပြရတယ်ရောက်နေတယ် ပြောဖို့ကောင်းပါလေဒါကို့အမျိုးလေးလိုပါပဲเนาะဒါတသက်ကျွန်တော်ဒါအလုပ်သဘောမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တัจချလေးသွားတော့လည်းအမြန်တမ်းအဲ့ဝကြေးရဲ့မိသားစုတွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဒီမှာလာပြီးတော့အလုပ်လုပ်တဲ့ခါမှာကျွန်တော်တန်းနေတဲ့ဘက်ကနေဝါမှုပြီးတော့ဒါကူညီပေးတင်တာပေါ့။စိတ်ထဲမှာတိုင်းပွဲပဲလို့မခံစားအောင်တကယ်ဟိုကိုယ့်ရဲ့ပွဲလိုမျိုးတကယ်ဟိုပြိသက်တင်နေရောကိုကိုယ်တိုင်ပျော်ပြီးတော့အလုပ်လုပ်ဆိုသွားတဲ့ feeling လေးပေါ့။ဒီနေ့ကတော့တကယ်ဟိုစိတ်ချလူဖို့ကောင်းပါပဲ။သူ့တော်ပြောနေစိတ်ထဲကတကားတွေအကုန်လုံးပွင့်သွားလို့ခံစားရတယ်ဆိုပြီးတော့ နေဆိုင်ဖွင့်ပွဲဒါတချလိကလာရောက်ဖွင့်နေတဲ့အကိုရမရဲ့စတဲ့တဘူတူတအောင်မြင်ပါစေဒါရန်ကုန်ကနေပဲနောက်ထပ်နောက်ထပ်နောက်ထပ်မြို့ရဲ့အများကြီးဖွင့်နေတယ်ဆုမွန်ကောင်းတောင်းပေးပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါ